အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကဘာကြီးအပေါ်မှာကြီးမားတဲ့တက်ရောက်မှုတွေရှိတဲ့နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့네덜란드သို့မဟုတ်ဟော်လန်နိုင်ငံအကြောင်းလေ့လာကြည့်မှာဖြစ်ပါတယ်ဥရောပအနောက်မြောက်မှာတည်ရှိတဲ့네덜란드နိုင်ငံကစတူယန်ကီလိုမီတာ4150လောက်ပဲရှိပြီးတော့မယ်ရီလန်းပြည်နယ်လောက်ပဲကျယ်ဝန်းတာပါမျိုးတော်ကတော့အမ်စတာဒန်မျိုးဖြစ်ပြီးတော့တူးမြောင်းလလလေးတွေ အန်ဖရန့်အိမ်နဲ့ဘန်ကိုပြတိုက်တွေနဲ့ကြော်ကြားပါတယ်။ဒါပေမဲ့လည်းနယ်သာလန်အစိုးရရဲ့ရုံးဆိုင်ရာမျိုးကတော့တဟဲမျိုးဖြစ်ပြီးတော့အပီပီဆိုင်ရာတရားရုံးနဲ့အပီပီဆိုင်ရာရာဇဝတ်တရားရုံးတွေတည်ရှိရမျိုးဖြစ်တာကြောင့်ကမ္ဘာတရားဥပဒေမျိုးတော်လို့တောင်ခေါ်ဆိုကြပါတယ်။လူဦးရေ7.5တန်းတန်းခန့်ရှိတဲ့နယ်သာလန်နိုင်ငံဟာဥရောပမှာလူဦးရေအထူးထက်ဆုံးနိုင်ငံတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံငယ်လေးဖြစ်ပေမဲ့လည်းကုံသွဲရေးစမ်းသစ်တီထွန်မှုနဲ့စိုက်ပျိုးရေးတွေကတွန်းအားပေးထားတော့ကမ္ဘာစီးပွားရေးအင်အားကြီး18နိုင်ငံထဲမှာပါဝင်ပါတယ်။ Dash လူမျိုးတွေကခေတ်သစ်အရင်းရှင်စနစ်ကိုဥဆောင်ခဲ့တဲ့သူတွေဖြစ်ပြီးတော့တအူးချင်းဝင်ငွေကလည်းအမြင့်ဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်။နယ်သာလန်နိုင်ငံရဲ့ထူးခြားချက်တစ်ခုကတော့နိုင်ငံမြေပြင်ရဲ့26ရာခိုင်နှုန်းလောက်ကပင်လယ်ရေမျက်နှာပြင်အောက်ကိုရောက်နေတာပါ။ ရာစုနှစ်များစွာကတည်းကပင်လယ်ရေတွေကို ထိမ့်ချုပ်ထားနိုင်တဲ့ထူးခြားတဲ့ရေထိန်းစနစ်တွေနဲ့ရေတာတမန်တွေကြောင့်သာဒီလိုမြေနေပိုင်းဒေသတွေမှာနေထိုင်နိုင်တာဖြစ်ပါတယ်။ဒီလိုနေနေတဲ့မြေပင်အနေအထားကလေရဟတ်တွေအတွက်တော့အသင့်တော်ဆုံးဖြစ်ပြီးတော့အရင်နှုန်းကရေဆုပ်ဖို့နဲ့ဂျုံချိတ်ဖို့အတွက်သုံးခဲ့ကြပါတယ်။ဒီနေ့ခေတ်မှာတော့ရှေးဟောင်းလေရဟတ်ဆက်ယုံ တထောင်ကျော်ကြံနေပြီးတော့နယ်သာလန်ဟာလေဆွမ်းအင်မာလည်းခေါင်းဆောင်နိုင်ငံတစ်ခုဖြစ်နေပါတယ်။စိုက်ပျိုးရေးကဏ္ဍကိုကြည့်ပြန်တော့လေကမ္ဘာထိပ်တန်းနိုင်ငံပါပဲ။မြေဧရိယာသေးငယ်တဲ့နိုင်ငံငယ်လေးဖြစ်ပေမဲ့လည်းကမ္ဘာဒုတိယအကြီးဆုံးစိုက်ပျိုးရေးထွက်ကုန်တင်ပို့တဲ့သူဖြစ်ပြီးတော့ဒိန်ချင်းဟင်းဒီဟင်းရွက်နဲ့ပန်းတွေအများအပြားထွက်ရှိပါတယ်။ ကမ္ဘာပန်းမျိုးစိတ်တွေရဲ့60ရာခိုင်နှုန်းကျော်ကို တင်ပို့နေတဲ့နိုင်ငံလည်းဖြစ်ပြီးတော့အထူးသဖြင့်တော့ကျူးလစ်ပန်းတွေကနယ်သာလန်ကနေထွက်တာဖြစ်ပါတယ်။နယ်သာလန်နိုင်ငံမှာနွားကောင်ရေ1.5တန်းကျော်ရှိပြီးတော့တစ်နှစ်ကိုနွားနှုတ်ပမာဏ14ဘီလီယံလီတာထွက်ရှိပါတယ်။အဲဒါကြောင့်လဲဒိန်ငယ်နဲ့နှိုးထွက်ပစ္စည်းတွေအများအပြားထုတ်နိုင်တာပါ။ စပိန်စီးကြတာကလည်းနယ်သာလန်နိုင်ငံရဲ့ထူးခြားချက်တစ်ခုပါပဲလူဦးရေထက် စပိန်အရေအတွက်ကပိုများနေပါတယ်လူဆက်ခွန်ဒသမ5တန်းအတွက် စပိန်ကတော့23တန်းရှိနေပါတယ်စပိန်စီးကြတာကဝါသနာအတွက်ပဲမဟုတ်ဘဲနဲ့ဘဝနေထိုင်မှုပုံစံလည်းဖြစ်ပါတယ်စပိန်စီးတီးတန့်လမ်းကြောင်း3500ကီလိုမီတာရှိပါတယ်တက်နေတဲ့မူဝါဒတွေကြောင့်လည်းကြော်ကြားတဲ့နိုင်ငံပါ 2000တခုနှစ်မှာလိန်တူချင်းအိမ်တော်ပြုခွင့်ကိုလည်းပထမဆုံးခွင့်ပြုပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။မူရဲ့ဆေးဝါးမူဝါဒလိုမျိုးမူဝါဒတွေကလူတဦးချင်းစီရဲ့လွတ်လပ်ခွင့်နဲ့လက်တွေ့ကြကြချင်းကပ်မှုတွေကိုအလေးထားတာကို တွေ့ရပါတယ်။လေရဟတ်ဆက်ယုံတွေကနေကျူးလစ်ပန်းတွေစပိန်တွေကနေအပီပီဆိုင်ရာတရားရုံးတွေအထိ ဒီနိုင်ငံငယ်လေးကကဘာကိုကြီးမားတဲ့တရားမှုတွေရှိနေကြောင်းဖော်ပြပေးလိုက်ရပါတယ်